နေ့တုန်းကမြန်မာနိုင်ငံရဲ့အလံကိုခြုံပြီးတော့မြန်မာနိုင်ငံကိုကဘာကတီအောင်လုပ်ခဲ့တဲ့အောင်လာအဆန်းကိုမြန်မာနိုင်ငံရဲ့သက်ချုပ်ကြီးမင်းအောင်လိုင်းကလူရဝင်းချင်းလို့ဘိမောင်တောင်ကြီးစုချဖို့အတွက်ဆက်သွယ်လာတဲ့စရိတ်တရင်တွေကတော့ online ပေါ်မှာသက်လာနေပါတယ်မင်းအောင်လိုင်းကမနေ့ကနော်မန္တလေးကိုရောက်ရှိခဲ့ပေမဲ့လည်းမနေ့အစောကြီးအောင်လာအဆန်းရဲ့ပွဲကိုသူ့ရဲ့ယုံက လုံဘောကင်ဖဲတွင်နဲ့အတူတူထကြည့်ခဲ့တယ်လို့ကြားပါရယ်။အောင်လန်ဆန်းနိုင်တော့ကြည်ကျူလာမှာမြောင်းလိုက်မှာထကုန်နေလို့ကြားရပြ။အောင်လန်ဆန်းဆိုတာကဟိုဘလောက်ပဲယာထူးကြီးကြီးနော်ဘလောက်ပဲယာထူးမရှိရှိနော်။အောင်လပွဲလာပြီးဆိုရနဲ့အကုန်လုံးကကြီးကြရမလားမမီရအလုပ်တွေကိုပြစ်ပြီးကြီးကြတာနော်။အဲ့ဒီတဲမှာမြောင်းလိုက်လဲပါပါရယ်။မြောင်းလိုက်ကအောင်လန်ဆန်းရုပ်ခုလိုမျိုးမြည်ကြဖွဲမနေ့က ချပြသွားတဲ့ကြီးကျယ်ခန်းနာတွေနော်ဒါအစိုးရကြီးလေးဖြူပါပါဝင်တဲ့ကြီးကျယ်ခန်းနာတွေပွဲကြီးကိုမြောင်းနိုင်ငံကကြည့်ပြီးတော့ ာဒီရပါလေအခုလိုမျိုးကဘာကိုနော်မြန်မာနိုင်ငံဆိုတာချပြခဲ့တဲ့အွန်လိုင်းအဆန်ကိုဒိမ့်ပေါင်းတောင်းချီရဖို့ထိုက်တန်နေဆိုပြီးတော့မြန်မာနိုင်ငံရဲ့အားကစားဝန်ကြီးဌာနကိုမေအောင်လိုင်းကမိတ်ကြားလိုက်ပြီးတော့ဒိမ့်ပေါင်းတောင်းချီစုချဖို့တော့ကမ်းလှမ်းလိုက်ပြီးပြချောင်းနေချာဒီရပါလေမန္တလေးမှာတော့အွန်လိုင်းအဆန်ကပြောပါလေအင်တာဗျူးမှာပေါ့လေဟိုသူကိုယ်တိုင်ကလေသူ့ရဲ့ဘဝနောက်ဆုံးပွဲကိုမြန်မာနိုင်ငံမှာပဲကျင်းပချင်တာပေါ့လေဒါမဲ့နိုင်ငံရေးမကောင်းတဲ့အတွက်သူ့အနေနဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့နော် အွန်လိုင်းဆန်ကဒေါ်လာကြီးကိုလေအားပေးတဲ့အတွက်အများနိုင်ငံမှာဆိုရင်အသက်အန္တရာယ်ရှိတယ်ပေါ့စကုံစီကတခုအများလုံမလားပေါ့လေဒါမင်းအခုကဒါဟိုဘယ်လိုပြောမလဲအွန်လိုင်းအဆန်ကမယောင်းလိုင်းကိုနော်မထောက်ခံခဲ့ပါမဲ့လေပေါ့လေဒါမယောင်းလိုင်းကိုရင်ကအွန်လိုင်းအဆန်ကိုအရန်ကိုသဘောချနေတာဖြစ်တဲ့အတွက်ပေါ့လေဒါအခုချိန်မှာဆိုရင်တော့ဖြစ်မယောင်းလိုင်းကိုရင်ကအွန်လိုင်းအဆန်ကိုဒိမောတောင်းချစုချဖို့တဲ့ကြိုးစားနေတယ်အွန်လိုင်းအနေနဲ့လက်ခံမလားလက်မခံအောင်လားမသိဘူးအွန်လိုင်းကိုစုချဖို့အတွက်မယောင်းလိုင်းရဲ့နော်ဒါတရင်စကားတွေကတော့တက်လာနေပြီလေဖြစ်ပါရယ်ဗျာ